ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့တပတ်အမွေကောင်းဆုံးပေယုတ်ကညီမပြည်မှာပါရင်ွေမှာလဲနဲ့အင်ဦးကြီးဖတ်တဲ့အတက်ပြည့်စင်ချက်တဲ့စသည်ပြောပြပါမယ်ကိုငိမ့်ချမ်း ဲ့ဒီ live ကိုစပြီးတော့ဖွင့်ပါတယ်ဒီ live ကိုစဖွင့်တဲ့အချိန်မှာအကြောင်းအရာနှစ်ခုပြောခြင်းတယ်အကြောင်းအရာတစ်ခုကတရုတ်အစိုးရဟာအခြေအနေအချိန်အခါအချက်အလက်တွေပေါ်မှာမူတည်ပြီးတော့တရားဥပဒေစိုးမိုးပါတယ်ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးဖြစ်နေပါတယ်ဆိုတော့ဖင်လန်နိုင်ငံကိုယ်တော်မှာ လာပြီးတော့လိန်လို့ရသွားတယ်တိချက်ကဖင်လန်အစိုးရကို တရုတ်အစိုးရကလာပြီးတော့လိန်သွားတယ်နှိချက်ကဖက်ဒရယ်လို့ပြောပြီးတော့ဖက်ဒရယ်စနစ်ကျင့်သုံးမဲ့ပြောတဲ့ UNG အဖွဲ့အစည်းဟာဘဏ္ဍာငွေကြေးခွဲဝေမှုကြတော့ ဘလို့အခြေအနေရှိလဲနှစ်ချက်ပြောပြမယ်အဲ့လိုနှစ်ချက်ပြောမပြခင်မှာဗမာစစ်တပ်ကယုံမာတယ်ဗမာစစ်တပ်ကကလိန်ကြည့်ကြတယ်ဗမာစစ်တပ်ကလူသတ်တယ်မင်းအောင်လိုင်းကအဝယ်ယူဖို့လုပ်နေတယ်အကုန်လုံးဗမာစစ်တပ်တွေမကပါဘူးနေဝင်းလက်ထက်တဲကစပြီးတော့စစ်အာဏာရှင်တွေဟာဗမာပြည်ကိုနှီးမျိုးစုံနဲ့နော် ဒုက္ခပေးတယ်ပြည်သူလူထုကိုတတ်တယ်ဆိုတာကြိုပြီးတော့ပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့မင်းကစစ်တပ်ကြရင်ဘာမှမပြောဘူးစစ်တပ်ကြရင်ဘာမှမပြောဘူးပြောထားတဲ့အတွက်ဘာမှစမပြောခင်မှာ နေဝင်းလက်ထက်ကစပြီးနေဝင်းဦးနူရှိသမျှလူတွေအကုန်လုံးနေဝင်းဦးနူတန်းရွှေနော်နောက်ဆုံးကိုကိုပြောရင် NLD ပါပါတယ်အကုန်လုံးဒီတိုင်းရင်သားအပေါ်တွေမှာရော ပြည်သူတွေအပေါ်မှာရော ဤမျိုးစုံနဲ့ဒုက္ခပေးပါတယ်ဆိုတဲ့ကိစ္စကိုအရင်ဆုံးစပြီးတော့ပြောပါတယ်ကိုကျော်မင်းကိုရဲ့အစ္စလာမ်ဘုရားအလီကုံဥက္ကမင်းထုံးရဲ့တတိယအဲ့တော့အခုတရုတ်အစိုးရကဖင်လန်အစိုးရကိုဘလို့လိမ့်တယ်လဲဘလို့အစိုးရအဖွဲ့တွေဘလို့ပါတီတွေတက်လာလို့ရှိလို့ရှိရင်တိုင်းပြည်ဟာဘလို့ဒုက္ခရောက်တယ်လဲဆိုတဲ့ကိစ္စကိုအခုကျွန်တော်စပြီးတော့ပြောပါမယ်ဖင်လန်ကိစ္စမလို့အခု အာသမရထရန့်နဲ့အမေရိကန်နဲ့တရုတ်နဲ့ပေါ့နော်ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်နေတယ်တရုတ်ကို အမေရိကန်ကနေပြီးတော့အခွန်နေနော်တရားရာဂိုင်းလုံးကြော်ကောက်တယ်တရုတ်ကလည်းဖင်လန်အိုတီတီတရုတ်ကလည်းအမေရိကန်ကိုအခွန်နေပို့ကောက်တယ်ဆိုပြီးဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဖင်လန်နိုင်ငံမှာအစိုးရတက်နေအဲ့ဒီအစိုးရကလက်ရအစွန်းရောက်လို့ခေါ်လက်ရအစွန်းရောက်ပါတီတက်နေတဲ့အချိန်မှာ လက်ရအစွန်ရောက်ပါတီဖြစ်အောင် ထောက်ပံ့ပေးထားတဲ့ပါတီရှိတယ်အဲ့ဒီပါတီကဗမာလိုပြောမယ်ဆိုလို့ရှိရင်တော့မဘာတလိုပါတီမျိုးပေါ့မဘာတလိုမျိုးဝီယာသူတို့လိုမျိုးတီတကူတို့လိုမျိုးဒီလိုလူတွေကနေပြီးတော့စုဖွဲ့ထားတဲ့အဖွဲ့ရလဲလူဘိန်းဟိုဘယ်လိုပြောမလဲဆိုတော့သူတို့အားပေးတဲ့လူဘိန်းတွေလူချက်တွေမပြောတော့ဘူးသူတို့အားပေးတဲ့လူရှိတော့သူတို့ကလည်းမဲရထားတယ်အဲ့တော့ TikTok က မစီမဆိုင်မြတ်တစ်တော့ကမစီမဆိုင်ပြောရမလားတရုတ်တွေဘလောက်လဲတယ်လဲလို့ပြောရမလားဆိုတဲ့ကိစ္စပေါ့အဲ့ဒါကဘာလဲဆိုတော့ဒီမဘတာလူမျိုးဗမာပြည်ကမဘတာလူမျိုးလူတွေအာနာရတဲ့အခါကျတော့ပုံမှန်လင်းလင်းပြောလို့ရှိရင်အနာဂတ်လည်းမကြည့်ဘူးရှေ့လည်းမကြည့်ဘူးနောက်လည်းမကြည့်ဘူးပတ်စံပေါ်ဖို့ကိစ္စပဲပတ်စံပေါ်ဖို့ကိစ္စပဲကြည့်တဲ့အခါကျတော့ဒီကိုဗိုလာဆိုတဲ့မျိုးရှိတယ်ဒီဖင်လန်နိုင်ငံမှာနေနေတဲ့ဗမာအများစုဆိုသိတယ်ဒါပေမဲ့သူတို့ကတမိုင်းတွေသိလားသင်္ချာတွေသိလားတော့ကျွန်တော်မသိဘူး ကိုဘော်လာဆိုတဲ့မြို့မှာ အရင်တုန်းကတရုတ်ရဲ့ကုံသွယ်ရေးစုံကြီးတည်ထောင်မှုတဲ့ကိုဘော်လာဆိုတဲ့မြို့မှာအရင်တုန်းကတရုတ်ရဲ့ကုံသွယ်ရေးစုံကြီးတည်ထောင်မှုတဲ့အဲ့ကုံသွယ်ရေးစုံကြီးကတရုတ်ကယထာလန်ကြီးကကာဇက်စတန်ကိုဖျက်နော်ရုရှားကိုဖျက်ပြီးတော့ဖင်လန်နိုင်ငံကနေတစ်ဆင့်ဥရောပတွေကိုသွားဖို့အတွက်စီးပွားရေးစုံကြီးတိဆောက်ဖူးတဲ့နောက်ဆုံးကြတော့အဲ့ဒီစီးပွားရေးစုံကြီးမှာဥရောပကို တရုတ်လူကုန်ကူးတဲ့ ခိုင်းနေတရုတ်ကိုတရုတ်အစိုးရကနေဥဆောင်ပြီးတော့လူကုန်ကူးတဲ့ကိစ္စတွေပေါ်လာတဲ့အခါမှာအဲ့ဒီတရုတ်စီးပွားရေးဇုံကြီးကပြတ်သွားတယ်အဲ့ဒါလဲကိုဗိုလာမျိုးမှာပဲအခုဒီကိုဗိုလာမျိုးမှာကဘလို့တွေဖြစ်နေလဲဆိုတော့ရုရှားနယ်စပ်လည်းဖြစ်နေတယ်ရုရှားနယ်စပ်နဲ့လည်းနီးနေတယ်နော်ပြီးတော့လို့ရှိရင်အဲ့ဒီဒေသမှာ နေတဲ့သူတွေကစက်ရုံအလုသမားတွေများတယ်စက်ရုံအလုသမားတွေများတဲ့အခါကျတော့အလုထဲမှာဗျာ၁၂နှစ်ကြီးလောက်ရင်ပတ်စံပိုရမယ် 24နာရီလောက်ရင်ပတ်စံပူရမယ်ဆိုတော့ဟာပဲသူတို့ကစဉ်းစားတာပတ်စံရရင်အရက်တော့မယ်ပတ်စံရလို့ရှိရင်ပစ္စည်းတွေဝယ်မယ်ပတ်စံသူတို့ကနိုင်ငံရေးကိုသူတို့စိတ်ဝင်စားဘူးသူတို့စိတ်ဝင်စားတာကအဲ့ဒီကိုဘိုလာတို့ဟာမီနာတို့လပ်ပရန်တာတို့မှနေတဲ့ဒီလူအများစုကစက်ရုံအလုတ်ရုံတွေမှာတရက်ကို15နာရီလောက်မဲ16နာရီလောက်မဲနာရီ20လောက်မဲသတင်းစာတော်မှသတင်းစာပြရင်တော့မှဆက်လက်လိတ်တောက်ဖို့ဆိုတော့ ဟိုအတွဲခေါ်ရှိတဲ့လူမျိုးတွေဗမာစကားနဲ့ပြောရင်နိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးငါလုပ်မှငါရတယ်ဆိုတဲ့လူမျိုးတွေနေတဲ့နေရာဖင်လန်နိုင်ငံမှာအဲ့ဒီလိုလူမျိုးတွေကဘလို့လုပ်လဲဆိုတော့ဒီနေရာမှာအလုတ်သမားတွေပေးနိုင်တဲ့ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဟတ်တာဆဲဟတ်တာကိုငှားပါဒီအဆောက်အဦးတွေစောက်မယ်ဒီလိုမျိုးနဲ့တထဲတွေကလုပ်အဲ့ဒီတထဲတွေကဘသူတွေဖြစ်လဲဆိုတော့ဒူဘိုင်းရတထဲသူ့နာမည်ကဟူစိန်ဘာညာတာရကာပေါ့ဗျာနောက်ကဒီ အာရတ်နိုင်ငံကြီးရဲ့ဟိုမိသားစုနာမည်ကြီးကြတော့လဲကျွန်တော်မသိဟိုဖတ်လို့ပြောလို့မရဘူးသူနာမည်ကဟူစိန်ဒီဒူဘိုင်းကလူကနာမည်ခံပြီးတော့ဖင်လန်မှာဖင်လန်ကဒီမဘာသားတွေနဲ့ပေါင်းပြီးတော့စီမံကိန်းဆွဲတယ်ပြောလို့ရှိရင်ကျွန်တော်တို့ကချင်စကားနဲ့ပြောမယ်ဆိုလို့ရှိရင်ဗျာဒီကချင်ထဲမှာအခုဟို KSCC ဆိုတဲ့ပါတီရကောင်တွေလုံနေသလိုပေါ့မြစ်စုံကြီးတိဆောက်လိုက်လဲဘာမှမဖြစ်ဘူးစောက်ချင်တာစောက်ပေါ့ငါတို့အိတ်ထဲပတ်ဆိုင်ရရင်တော်ပြီဆိုတဲ့ကောင်မျိုးတွေပေါ့ ကချင်ထဲမှာရှိတယ်ကချင်လူမျိုးတွေကိုယ်တိုင်ကိုယ်တည်းကအေယာဝတီမြစ်ဆုံစောက်ချင်တဲ့လူမျိုးပေါ့ဖင်လန်မှာလည်းဒီမှာလာပြီးတော့စီးပွားရေးတဲ့ရင်းနှီးမြှုပ်နှံလာလို့ရှိလို့ရှိရင်ငါတို့မျိုးကြီးကကောင်းမယ်ဆိုတဲ့လူမျိုးတွေနဲ့ပေါင်းပြီးတော့ရင်းနှီးရအောင်အရင်ယူလိုက်ပြီးလဲပြီးတော့အဆောက်အဦဆောက်တယ်အဲ့ဒီအဆောက်အဦဆောက်တဲ့အခါမှာအဆောက်အဦကဘယ်သူဆောက်တာလဲဘယ်သူသုံးမှလဲဆိုတဲ့ဟာတွေနောက်ကိုလိုက်လဲလိုက်ခေါ်အဲ့ဒီပိုင်ရှင်ပေါ့နာမည်ခံတဲ့လူကဒူပိုင်းကတစ်သေးဖြစ်တယ် အဲ့ဒီဒူဘိုင်းတထည့်ရဲ့နောက်ကိုလိုက်တဲ့အခါလဲကြလဲကြောင်းရုရှားလူမျိုးတွေဖြစ်နေတယ်တရုတ်လူမျိုးတွေဖြစ်နေနောက်ဆုံးပြန်ပြီးတော့တေးသေးချာချာလိုက်လဲလိုက်ကောဒီအဆောက်အဦကိုသုံးမဲ့တကယ်ကုမ္ပဏီအစ်စ်က TikTok ဖြစ်နေဗမာတွေအကြိုက်ဒီဖင်လန်နိုင်ငံမှာ data ပေါ့ဟိုအချက်လက်စုဆောင်းတဲ့စင်တာကြီးလုပ်ဖို့အတွက်တကယ်အသုံးပြုမဲ့လူကဘယ်သူတွေဖြစ်နေလဲဆိုတော့ TikTok ဖြစ်နေအဲ့ဒီ TikTok ကို ပုပ္ပလင်လေးပြောရင်တရုတ်နိုင်ငံကကုမ္ပဏီတွေအကုန်လုံးဆိုတာအစိုးရနောက်ခံရှိတဲ့ကုမ္ပဏီတွေကြီးပဲအဲ့တော့ရရောက်ငင်းငင်းမေဘာပြောခြင်းလဲခင်ဗျားတို့မေးလာတော့မယ်အဲ့တော့ဖင်လန်နိုင်ငံမှာရှိနေတဲ့မဘာတာလို့ပါတီရကောင်းနေရဲ့နောက်လက်ရအစုံရောက်လို့ပြောတဲ့ပတ်စံရရင်ဘာမဆိုလုပ်မယ်ဆိုတဲ့ကောင်းနေရဲ့ဒူဘိုင်းကနာမည်ခံတဲ့လူတွေရဲ့အဲ့လူတွေပေါင်းပြီးတော့ဖင်လန်နိုင်ငံမှာတစ်တော့ရဲ့အချက်လက်စုဆောင်တဲ့ ဟိုဘယ်လိုပြောမလဲစင်တာလုတ်ဖို့အတွက်ဖြစ်လာအဲ့ခါမှာ TikTok ကဘာတွေရမလဲဥရောပတလောမှာလျှက်စစ်ဈေးအသက်တာဆုံးကဖင်လန်နိုင်ငံဖြစ်နေနေ့ချက်ကဥရောပတလောမှာဒီ Google ပေါ့ဒီအမေရိကတွေပြောနေတဲ့ Google ကုမ္ပဏီရဲ့ဒီအချက်လက်စုဆောင်းတဲ့ data center ကလည်းဖင်လန်နိုင်ငံမှာပဲဥရောပနိုင်ငံဟုတ်အမေရိကန်ရဲ့ဥစ္စာပေါ့ Google တို့ Microsoft တို့ရဲ့အဲ့ဒီ data center ကလည်းဖင်လန်မှာပဲတရုတ်ရဲ့ TikTok data center ကလည်းဖင်လန်မှာပဲသို့တော့အမေရိကန်နေမှာကလာပြီးတော့အစိုးရနောက်ခံပါလားမပါလားတော့မသိဘူးပေါ့အမေရိကန်က data center တွေစောက်ဖို့အတွက်က အချိန်၃နှစ်ယူရအချိန်၃နှစ်ယူရမယ်ဆိုတော့2028 2029မှာအဲ့ဒီ data center တွေကလေပတ်နိုင် ဒီ TikTok data center လောက်တဲ့ဟာက20 2026ຫນွေရာသီရောက်ပြီဆိုတာ ਨੇ လက်ပတ်နိုင်အခုလဲကြလဲကြရောဖင်လန်အစိုးရကအခုကြတော့မှာဟာ TikTok ကငါတို့ရှိမှာ data center လာလုံးမှာပဲ data center လုံးမဲ့နေရာကရုရှားနယ်စပ်နားမှာပဲဟာအဲ့မှာနေအကုန်ပြပြီးတော့ဒူဘိုင်းတထေးနောက်ကိုလိုက်တဲ့အခါကျတော့ ဒူဘိုင်းတထေးကလည်းရုရှားတွေရဲ့ပတ်စံနဲ့သူကတထေးလုံနေတာဗမာပြည်ကခရိုနီလို့ပြောလို့ရှိရင်ဗျာဇော်ဇော်တို့အောင်ကိုဝင်းတို့လို့ပေါ့မင်းတို့ကမင်းတို့ဇော်ဇော်ကတထေးအောင်ကိုဝင်းကတထေးဘလောက်ပြောပြောသူတို့နောက်မှာမောင်အေးရှိတယ်တို့တန်းရွှေရှိတယ်တို့ခင်ကျွန်းရှိတယ်တို့ဒီလိုဟာမျိုးတွေပေါ့အခုဖင်လန်နိုင်ငံမှာအဲ့ဒီပြဿနာတွေတက်နေတယ်ပြဿနာတွေတက်နေလဲဥပဒေကြောင်းအရစာချုပ်တွေမှာလက်လက်မှတ်တွေထိုးပြီးသွားပြီဖြစ်တဲ့အတွက်ဗမာပြည်ကမြစ်ဆုံလို့ပဲ မင်းတို့အရိယာဖြတ်ချင်တယ်ဆိုရင်ယောဂျေးပေးအဲ့တော့ကျွန်တော်ပြောချင်တဲ့ကိစ္စအလုံးဒီမဘာသာလို့កောင်မျိုးတွေကချင်ရပေါ့ KSCC လို့ပါတီရកောင်မျိုးတွေပေါ့အေးမင်းတို့ကမင်းတို့မြစ်စုံမဲ့စီတိဆောက်ဆောက်မဆောက်ဆောက်ငါအဲ့စောက်လို့ရရင်တော်ပြီဆိုပြီးတော့လူမျိုးတွေပေါ့အဲ့လိုလူမျိုးတွေရှိနေလို့ရှိရင်ပြဿနာတွေတက်တယ်ဖင်လန်လိုမျိုးတရားဥပဒေရှိတဲ့နိုင်ငံမှာတော့မှာ တရုတ်အစိုးရနောက်ခံတဲ့ကုမ္ပဏီတွေက လာပြီးတော့လိန်နယ်ပြုတ်တယ်ဟေ့ဆိုဖင်လန်နိုင်ငံလိုတရားဥပဒေရှိတဲ့ပွင့်လင်းမြင်သာမှုရှိတဲ့သတင်းဌာနကဖော်ပြလို့ရတဲ့နေရာမှာတောင်မှတရုတ်အစိုးရနောက်ခံကုမ္ပဏီတွေကတရုတ်အစိုးရနောက်ခံကြောထောက်နောက်ခံလုပ်ပေးထားတဲ့ကုမ္ပဏီတွေကလာပြီးတော့လိန်လို့ရတယ်ညာလို့ရတယ်လှုပ်ချင်တိုင်းလှုပ်လို့ရတယ်ပတ်စံပြပြီးပါရိုက်လို့ရတဲ့အနေအထားဖြစ်တယ်ဆိုရင် ဗမာပြည်လို ပွင်လင်းမြင်သာမှုကလည်းမရှိလှုပ်ချင်တာလှုပ်လို့ရတဲ့ဟာလက်ညှိုးထိုးရင်ရေဖြစ်တဲ့နေရာမှာတရုတ်တွေဘလောက်လူပါလာဝနေမလဲတရုတ်တွေဗမာတွေကိုဘလောက်စော်ကားနေမလဲတရုတ်တွေဗမာတွေအပေါ်မှာဘလောက်အနိုင်ကျင့်နေမလဲနောက်တစ်ချက်ကတော့ကချင်လိုနေရာမျိုးမှာပေါ့ပတ်စံရရင်ကြောက်တူးလို့မရလို့ရှိရင်တရုတ်တထိုင်းနဲ့ပေါင်းပြီးတော့ဟိုဝင်ရိုက်မယ်ဆိုတော့လူမျိုးတွေနော် လူသားတွေရှိနေတဲ့ကချင်ပြည်နယ်မှာဆိုရင်အေယာဝရီမြစ်ဆုံကိုလှုပ်ချင်တဲ့ပြောတဲ့ကောင်နဲ့မလှုပ်လို့ရှိရင်မလှုပ်တဲ့လူကိုရန်စတဲ့ကောင်နဲ့နောက်ဆုံးကြလို့ရှိရင်ဟိုဘာသာရေးဆရာတွေကလည်းပတ်စံရှိတဲ့လူကိုကောင်းကြီးပေးနေတဲ့အခါကျတော့အကုန်လုံးကဖျားသခင်ဖန်ဆီးတယ်ပြောတဲ့ဟာနဲ့ဆိုရင်ကချင်ပြည်နယ်မှာလည်းမြစ်ဆုံကိစ္စရို့ရွှေတူးတဲ့ကိစ္စရို့အဲ့ဒီဟာတွေမှာဘလောက်တောင်မှတရုတ်တွေကလူပါလာဝနေမလဲတရုတ်တွေကဘလောက်အနိုင်လာကျင့်နေမလဲ တရုတ်တွေကဘလောက်ဒုက္ခပေးနေမလဲဆိုတာကိုဖာသာကိုစဉ်းစားနိုင်ဖို့အတွက်ဖင်လန်နိုင်ငံရဲ့ဥပဒေနဲ့ပြောတာပါတရားဥပဒေရှိတဲ့နိုင်ငံပွင့်လင်းမြင်သာမှုရှိတဲ့နိုင်ငံလွတ်လပ်စွာမေးမြန်းခွင့်ရှိတဲ့လွတ်လပ်စွာမဖြေဘဲနေလို့မရတဲ့နိုင်ငံမေကွန်မေးပြီဟဲ့ဆိုရင်မဖြေဘဲနေလို့မရတဲ့နိုင်ငံမှာတောင်မှတရုတ်ကြောတောက်နောက်ခံနဲ့လာပြီးတော့ဤမျိုးစုံနဲ့လှည့်ပတ်ပြီးတော့တရုတ်ကသူဝင်လို့မရတဲ့အခါမှာဒူဘိုင်းကောင်ကိုလှည့်ဝင်ခိုင်း ဒူဘိုင်းကကောင်လှည့်ဝင်ခိုင်းလို့မရတဲ့အခါမှာဥရောပထဲမှာရှိနေတဲ့ဥရောပနိုင်ငံသားတရုတ်တွေကိုလှည့်ဝင်ခိုင်းပြီးတော့ဖင်လန်လိုနိုင်ငံမျိုးမာတောင်မှတရုတ်ကြောတော့နောက်ခံကုမ္ပဏီတွေလူပါလာဝရဲအနိုင်လာကျင့်နေလားလိန်နေလားညာတယ်ပြီးသွားရင်ခင်ဗျားတို့ထပ်ပြောဦးမယ်နော်တရုတ်ကအဲ့ဒီမျိုးကိုဘလောက်သဘောကျနေလဲဆိုရင်အရင်တော့ကုံသွဲစီးပွားရေးဇုံကြီးဆိုပြီးတော့လှုပ်ထားတဲ့မျိုးတရုတ်ပြည်ကနေ ကာဇက်စတန်ကိုဖျက်ကာဇက်စတန်ကနေပြီးတော့ရုရှားကိုဖျက်ရုရှားကနေဖင်လန်နိုင်ငံအဲ့ကိုဘောလာဆိုတော့ယထာလန်းဆုံးရှိတဲ့နော်ယထာလန်းဆုံးရှိတဲ့ဒီနေရာပေါင်းဆုံးရှိတဲ့ရုရှားကစိန့်ပီတာစပတ်ကိုသွားမလားဥရောပကနေပြီးတော့ဆွီဒင်ကိုသွားမလားအဲ့နေရာမှာ လူကုန်ကူးတဲ့အလုပ်တွေလုပ်တဲ့မြို့မှာအခုတစ်တော့ရဲ့ data center ပေါ့အချက်အလက်စုဆောင်းတဲ့နေရာကြီးဆိုပြီးတော့လာပြီးတော့တိဆောက်တဲ့မြေအေကအားဖြင့် 73ဟတာနီနီကိုယူပြီးတော့တိဆောက်တဲ့နှိအချက်ဖင်လန်နိုင်ငံဥရောပမှာလျှက်စစ်ဈေးအပေါ်ဆုံးဆိုတဲ့ဖင်လန်နိုင်ငံသားတွေရနေတဲ့အခွင့်အရေးနော်ဈေးပေါ်တဲ့လျှက်စစ်စွမ်းအင်ကိုသူတို့ကိုကြိုးအတွက်သုံးမယ်ဒါမျိုးတွေလုတ်ပြီးတော့ပြောချင်တာကတော့ခမားတို့ဗမာလူမျိုးတွေပဲဖြစ်ဖြစ်ဗမာနိုင်ငံသားတွေပဲဖြစ်ဖြစ်မဘာသာလူကောင်မျိုးတွေမဘာသာလူကောင်မျိုးတွေစစ်အာဏာရှင်တွေရှိနေခမားတို့လူနိုင်ငံပွင့်လင်းမြင်သာမှုမရှိဘူး လုတ်ချင်တာလုတ်မယ်အဲ့ဒီလိုနိုင်ငံမှာတရုတ်တွေဘလောက်အနိုင်ကျင့်မလဲဆိုတာကိုယ့်ဖာသာကိုစဉ်းစားနေ့အချက်နေ့အချက်မပြောခင်မှာလဲနေဝင်းဦးနုတန်းရွှေနော်နေဝင်းဦးနုတန်းရွှေဒေါ်အောင်ဆန်းစုကြည်မင်းအောင်လှိုင်ရှိသိမ့်စိန်အစိုးရလက်ထက်မှာဗမာပြည်သူလူထုနဲ့ဗမာနိုင်ငံကိုအုပ်ချုပ်တဲ့သူတွေကအကုန် အနိုင်ကျင့်နဲ့ရောင်းစားတယ်လူဘာဝရယ်ဆိုတာကိုကြိုပြောပါရစေနောက်မဆိုလို့ရှိရင်မေကွန်ပြောစရာဖြစ်မယ်ဟဲ့အောင်ငိမ့်ညံမင်းကပြောစရာရှိလို့ရှိရင်စစ်တပ်ကိုခြံထားတယ်ဟဲ့အောင်မင်းကပြောစရာရှိရင်တန်းရွှေကိုခြံထားတယ်ပြောမှဆိုလို့ဗမာပြည်ကိုအုပ်ချုပ်ခဲ့တဲ့အုပ်ချုပ်နေတဲ့အစိုးရအဆက်ဆက်ဗမာအများစုပါတဲ့အစိုးရတွေဟာတိုင်းရင်းသားတွေပေါ်မှာလူဘာဝရယ်နော်အနိုင်ကျင့်နဲ့လက်ဝကြီးအုပ်တယ်မင်းအောင်လိုက်ဆိုရင် လူတွေတတ်တယ် တန်းရွှေလူတွေတတ်တယ်နေဝင်းလူတွေတတ်တယ်ဥနုလူတွေတတ်တယ်အကုန်လုံးထည့်ပြောထားပါဘူးအခုခင်ဗျားတို့ကိုဖက်ဒရယ်ကိစ္စပြောမယ်အန်ယူဂျီအစိုးရကဖက်ဒရယ်ဖက်ဒရယ်ဖက်ဒရယ်ဆိုပြီးအရန်ပြောတယ်2021နော်အာနာသိမ့်ပြီးတဲ့နောက်မှာဖက်ဒရယ်ဖက်ဒရယ်ဖက်ဒရယ်ဆိုပြီးတော့ပြောတယ်ပြောတာသိကြိုက်တယ်ဖက်ဒရယ်အကုန်လုံးသဘောကျတယ်ဆိုတာလည်းသိကြိုက်တယ်ပင်လုံစာချုပ်ကြီးအကြောင်းကိုပြောတာလည်းသဘောကျတယ် ဲ့တော့အခုကျွန်တော်ပြောမယ့်ဖက်ဒရယ်ကိစ္စကဘာလဲဆိုတော့ပယံဇာတခွဲဝေမှုပယံဇာတခွဲဝေမှုပယံဇာတခွဲဝေမှုမှာကရင်တို့ကချင်တို့ကသူတို့ဒေသကထွက်တဲ့ပယံဇာတတွေသူတို့ဒေသကထွက်တဲ့နော်ပိုင်ဆိုင်မှုတွေကိုခမားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအနေနဲ့အများဆိုသလို PDF တွေကိုဝေငှပေး စစ်ပြေးလာတဲ့ဗမာပြည်တွေကစစ်ရှောင်းလာတဲ့ပြည်သူလူထုကိုအ ਨੇ နဲ့များဆိုသလိုထမင်းကျွေးတယ်ခမားတို့လိုချင်သလောက်ခမားတို့ဘိုက်ဝအောင်တော့တိုင်းရင်းသားတွေကကျွေးနိုင်ရင်မှကျွေးနိုင်လိမ့်မယ်သို့တော့လက်နဲ့ဆိုလဲအ ਨੇ နဲ့အများတော့မိုးပေါ်ထောင်ဖောက်လို့ရတဲ့တနတ်မျိုးတော့ကချင်လဲပေးတယ်ကရင်လဲပေးတယ်နော်နောက်ဆုံးကိုကုံပြောရင်ဆင်းရဲပါတယ်ဆိုတော့ဟိုကရင်နီလဲပေးတယ်ချင်းနေလဲပေးတယ် PDF တွေ အရင်တော့က UNG ကတိုင်းရင်းသားတွေကိုဝေငှမပေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်လက်ခံတယ်အရင်တော့က UNG ကနေပြီးတော့တိုင်းရင်းသားတွေကိုဝေငှမပေးဘူးဆိုရင်လက်ခံတယ်ဘာဖြစ်လို့လဲဆိုတော့ UNG ကအလှခံနေရတာဟုတ်နိုင်ငံကပြည်သူတွေကဗမာပြည်ရဲ့ဒီဆရာနာရှင်စနစ်လွတ်မြောက်ရေးအတွက်နိုင်ငံတကာကပြည်သူတွေက UNG ကိုလှူကြတယ်တန်းကြတယ်အန်ယူဂျီနာမည်နဲ့လှူတဲ့အခါကျတော့အန်ယူဂျီလက်ထဲကိုရောက်တဲ့အခါ ကဲချင်းနေဦးလည်းမပေးဦးကရင်နေဦးလည်းမပေးဦးချင်းနေဦးလည်းမပေးဦးဘသူမှမပေးဦးငါတို့အလှကံရတဲ့အတွက်ဖုံးကြီးတွေလို့ပေါ့ရေစက်ချလိုက်တယ်တာဓုခေါ်လိုက်တယ်ဆိုငါတို့သုံးကျင်တာသုံးလို့ရတယ်ငါတို့ခိုးကျင်တာခိုးလို့ရတယ်ငါတို့လှုပ်ကျင်တာလှုပ်လို့ရတယ်ဆိုပြီး UNG ကလှုပ်ကျင်တာလှုပ်သုံးကျင်တာသုံးတဲ့ကိစ္စအဲ့ဒါတွေအကုန်လုံးလက်ခံအခုကြတော့အဲ့လိုမဟုတ်တော့ဘူး UNG အစိုးရကတရားဝင် စာထုတ်ထားတာရှိအညာဒေသမှာ အခွန်ဒီလောက်ဒီလောက်ရတယ်ရွှေတူးတာဒီလောက်ဒီလောက်ရတယ်ရေနံတူးတာဒီလောက်ဒီလောက်ရတယ်အလောင်းတော်ကတ္တဖဖရာကြီးရတစ်တော်အလောင်းတော်ကတ္တဖတစ်တော်ကျိုးဝါကြီးရကျိုးတွေဟိုကျိုးနေရှိသမျှတစ်တေအကုန်လုံးကိုထုတ်ထားတာဒီလောက်ဒီလောက်ရတယ်ဆိုပြီးတော့အန်ယူဂျီကစာထုတ်တာခမရဖက်ဒရယ်ကိုသွားမယ်ပြောနေတာဆေယနာရှင်ကိုတော်လှန်နေမယ်ပြောနေတာအန်ယူဂျီကအလှူငွေမဟုတ်တော့ဘူးဗမာပြည်ထဲမှာရှိတဲ့ပယံဇာတတွေ ၊သခိုင်းတို့၊မကွေးတို့နော်နေရာစုံမှာရှိတဲ့ NUG အုပ်ချုပ်တဲ့နေရာမှာ NUG ကအခွန်အခတွေရနေတယ်။ပယံသာဒတွေထုတ်ရောင်းနေတယ်။နောက်ဆုံးကုတ်ကုတ်ပြောလို့ရှိရင် AWR ကနေပြီးတော့ဟိုအညာဒူဘိုင်းဆိုပြီးတော့စောင်းမားတွေပါထွက်လာ။မကွေးတို့ဘာလို့ပဲမှ NUG ကနေပြီးတော့အခွန်ကောက်ပြီးတော့ရေနံတွင်းတွေပါတူးနေတယ်။ဗမာငွေစကားနဲ့ပြောမယ်ဆိုလို့ရှိရင်သိန်းတောင်းကနန်းဆိုတဲ့ဟာဗမာငွေသိန်းတောင်းကနန်းဆိုတာ NUG က ကားတဲ့တောင်ထဲ့မပြောတဲ့အနေအထားဖြစ်နေပြီဒီလိုအခြေအနေမှာဖက်ရယ်သုံးမယ်ကချင်ကြတော့မင်းတို့ကြောက်စိမ့်ထွက်လို့ရှိလို့ရှိရင်40ရာခိုင်နှုန်းငါတို့ပြည်မာကြီးကိုပေးရကရင်ကရွှေတူးလို့ရှိလို့ရှိရင်လည်းမင်းတို့ရွှေတူးတဲ့ရှိကနေ90ရာခိုင်နှုန်းငါတို့ကိုပေးရဟာမွန်ပြည်နယ်ကလည်းသိတယ်မလားလှုပ်ချင်တာလှုပ်လို့ရှိလို့ရှိရင်ငါတို့ပြည်မာကြီးကို80ရာခိုင်နှုန်းပေးရမယ်ဆိုပြီးတော့ပြောနေတယ်ဒါပမာအစိုးရအဆက်ဆက်ကနေပြီးတော့ယူနေတာပြောနေတာ နေဝင်းခက်ကလည်းကချင်ပြည်နယ်ကကြောက်စိမ့်တုံးကြီးအောင်မြင်လာတယ်။လာရန်ကုန်ကိုသဲလာခဲ့။ပြီးသွားလို့ရှိရင်သူတို့မိသားစုနဲ့သူတို့ကသူတို့သုံးစားနေတာ။အာဟိုမှာတန်းရွှေခစ်မှလည်းအာဘယ်နေရာနဲ့ရွှေတွေထွက်တယ်။မိုးထီမိုးပြီးဟဲ့အောင်ရော့မင်းသွားတူးလိုက်။ငါတို့ဘလောက်ယာကင်လုံးပေးဆိုပြီးတော့ဗမာလူမျိုးတွေကယူနေတာ။အခု UNG ကပြည်သူ့အစိုးရလို့ပြောတယ်။ဖက်ဒရယ်လို့ပြောတယ်။တိုင်းရင်းသားလူမျိုးဖြစ်တဲ့ဒူဝါလက်ရှိလာကအုတ်ချုပ်နေတယ် 咱么着拼的，跟人高庄路表的满文看单，满文看单，文几拼的。过俺有几个高班文官写的都，俺娘做牌嘛拼的都，谁在做呢？人哪在做呢？那得偷笑呢。俺这个爷嘞不你呢，大雁哪里有快马奔呢？大雁哪里有快马奔呢？搿亲我来快马奔呢？搿亲我来快马奔呢？不多嘛快马奔呢？亲我来快马奔呢？ 白马到了叶破坏自然的，背地一百片片，路边万拍片片，旁边片大姨哪里有没有拍？大姨哪里有我没有买茶来？看哪里派出来不的那点钱吗？大姨哪里有卖买茶来？我亲年老妈快回北的五百码的吸演了。我亲年老妈快回北京来，谁家吸烟？ အဲ့စကားပြောရင်မင်းရောက်လိုက်စစ်တပ်တောင်မှရော့ပြည်သူစစ်လုပ်ပြီးမင်းရမယ်ခိုးစားဆိုပြီးတော့ခွင့်ပေးသေးတယ်မင်းရောက်လိုက်စစ်တပ်တောင်မှပြည်သူစစ်တေနော်ဘယ်လိုပြောမလဲပြူစောထီးတွေမဘာသားတွေကြက်ခါရေးတွေကိုဟဲ့အောင်ငါ့အိတ်ထဲကလာမနိုင်ရင်တော်ပြီးမင်းတို့ကမင်းတို့ခိုးစားဟွက်စားလှုပ်စားဆိုပြီးတော့လှုပ်ပေးသေးတယ်အန်ယူဂျီလဲကြလဲကြအောင်ရှိသမျှအကုန်လုံးကိုလက်ဝကြီးအုပ်တာ local pdf လေးတွေ local pdf ကလေးတွေကဂိတ်ဖွင့်မယ်ဆိုလို့ရှိရင်လည်းဂိတ်မဖွင့်ရအောင် local pdf ကလေးတွေကထိခုတ်မယ်ဆိုလည်းခုတ်လို့မရဒီလိုခုတ်လို့မရလို့ NUG ကထောက်ပံ့လာပြောလို့ရှိရင်လည်းငါတို့လက်အောက်ကိုမဝေးမိတို့ဘာမှမရဘူးလို့ဒီတော့စစ်တပ်ကရုပ်မာတာမှန်းနဲ့မင်းအောင်လှိုင်ရုပ်မာနေတဲ့တန်းရွှေရုပ်မာခဲ့တဲ့နေဝင်းရုပ်မာခဲ့တဲ့ဦးလူရုပ်မာခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ပေါင်းမယ်ဆိုပြီးတော့ရှိသမျှတိုင်းရင်းသားတွေအကုန်လုံးပေါ်မှာအနိုင်ကျင့်ခဲ့တယ်ဟိုလစ်လူရှုခဲ့တယ်မျက်မှန်ဟိုဘယ်လိုပြောမလဲမသိကြအောင်ဆောင်ခဲ့တယ်ရိုဟင်ဂျာတွေတတ်တာဟောပါထောက်ခံခဲ့တယ်တန်းရွှေနဲ့ပေါင်းသိမ့်စိတ်နဲ့ပေါင်းပြီးဒေါအောင်ဆန်းစုကြည်ပါရိုဟင်ဂျာတွေကိုတတ်တာဟောကူညီခဲ့တယ်ထောက်ခံခဲ့တယ်မသိကြုံကြုံပြုခဲ့ဒါပေမဲ့အခု UNG ဟာကိုကိုတိုင်းဝင်ငွေရနေတယ်ကိုကိုတိုင်းတယံဇာတာတွေကိုထုတ်ရောင်းနေတဲ့အချိန်မှာဘာဖြစ်လို့များ ဟိုလူလည်းမထောက်ပံ့ဒီလူလည်းမထောက်ပံ့ကိုယ့်အိထဲကိုထဲ့နေတာလေအဲ့ဒီလိုခမားတို့ကိုယ်ပတ်စံကြတော့ကိုဟာကိုယူမယ်ကိုယ့်အိထဲကိုဟာကိုထဲ့မယ်ဆိုရင်ခမားတို့ပြောနေတဲ့ဖက်ဒရယ်ကိုဘယ်တိုင်းရင်းသားတွေကယုံပါလဲခမားတို့ထင်နေတာကချင်တွေကမျက်လုံးမရှိဘူးကရင်တွေကနားမပါဘူးမွန်တွေကခေါင်းမပါဘူးချင်းတွေကတကိုယ်လုံးမှမရှိတော့ဘူးခမားတို့ထင်နေလားကျွန်တော်လိုកောင်မျိုးတော့အခုပြောပြီ ခမားတို့ကိုယ်တိုင်ပြောထားတာခမားတို့ကခမားတို့ကြောက်တဲ့ခမားတို့ကိုပခုံးကြီးရှင်မဲ့မောင်ဆောင်ခါလိုလူမျိုးကြရဲ့ရော့အင့်နော်ဟိုစကိုင်းဖို့တာလိုဟာမျိုးဆိုရော့အင့်တကယ်တကယ်ပြောရင်အဲ့ဒီမောင်ဆောင်ခါလဲခမားတို့ကြောက်ခမားတို့ကိုဘယ်လိုပြောမလဲဆိုတော့သူတို့မရှင်နိုင်ဘူးဘာဖြစ်လို့လဲခမားတို့ကမောင်ဆောင်ခါကြတော့ရော့အင့်ဆိုပြီးပေးပြီးတော့ဗဇက်ပိတ်ထားတော့ မောင်ဆောင်ကတော့ BPL လဲသူ့ဟာနဲ့သူငြိမ်သွားပြီဇဂိုင်းဖိုရန်ကလည်းသူ့ဟာသူရပြီးတော့နှက်ပြီးတော့သူ့ဟာသူငြိမ်သွားပြီအဲ့တော့ခမရတို့ဖက်ဒရယ်ကိုစပြောပြီဆိုလို့ရှိရင်ကချင်ကလည်းအခုဖက်ဒရယ်ပြောပြီဇဂိုင်းဖိုရန်ကလည်းသူ့ယူနစ်ဆိုပြီးသူပြောပြီအဲ့တော့ဇဂိုင်းရရတဲ့ဟာဇဂိုင်းဖိုရန်ရတဲ့ဟာဖက်ဒရယ်ယူနစ်တွေဖြစ်တဲ့အခါဇဂိုင်းဖိုရန်ကမကွေးကိုဝေပေးတာ ခမတို့ကချင်မှာကြလို့ရှိရင်တရာထွက်လို့ရှိရင်90ယူကရင်မှာတရာထွက်လို့ရှိရင်80ယူကရားမှာ1000ထွက်လို့ရှိလို့ရှိရင်1000ယူချင်းပြည်နယ်မှာဘာမှမရှိတာတော့မှနောက်ဆုံးရစရာမရှိလို့ရှိရင်တောင်ဇလက်ပန်းနေငါတို့ရှိပို့ဆိုပြီးခမတို့တောင်းတယ်ချင်းပြည်နယ်မှာရစရာမရှိရင်တောင်ဇလက်ပန်းနေငါအိမ်ပို့ပေးဆိုပြီးခမတို့တောင်းတယ်အောက်ချင်းကတည်းကနှုတ်သီးချွတ်ပေးဆိုပြီးခမတို့တောင်းတယ် ရခိုင်ပြည်နယ်ရဆိုလို့ရှိရင်ဓာတ်ငွေတွေအကုန်လုံးနဲ့ခမားတို့ရှိမှာစာချုပ်ချုပ်ဟာနောက်ဆုံးမဏီတူဝါဆာခမားတို့ရခိုင်ကတောင်းစာဟိုးအရင်အစိုးရအဆက်ဆက်လုတ်ခဲလို့အန်ယူဂျီမလုတ်ဘူးထင်လားဆိုတော့အခုအန်ယူဂျီကလည်းရသမျှရောင်းစာလို့ရတဲ့ဟာမှန်သမျှပို့ရတဲ့ကိုထက်အဲ့ဒီလိုလူတွေကဖက်ဒရယ်စကားကိုပြောတဲ့အခါအဲ့ဒီလိုလူတွေကဖက်ဒရယ်စကားကိုပြောတဲ့အခါတယံဇာတခွဲဝေရေးကိုပြောတဲ့အခါ ဘေးကကြိနေတဲ့လူကမနေနိုင်တော့ကျွန်တော်ပြောချင်တာအဲ့ဒါခင်ဗျားတို့ပြောမယ်နော်ကချင်းနေဥနောက်မရှိတာကချင်းနေနားမပါတာကရင်နေမျက်လုံးမရှိတာကရင်နေနှာခေါင်းမရှိတာကရင်နေပါးစပ်မရှိဘူးခင်ဗျားတို့တွေထင်းနေလားဟာတိုင်းရင်းသား136မျိုးပဲဖြစ်ဖြစ်ပေါ့တိုင်းရင်းသားအမျိုးကြီး10မျိုးပဲရှိတယ်ထားထားပါဗျာဘလို့ပဲထားထားပါ ငါတို့ဗမာတမျိုးပဲလူဖြစ်တယ်။ကြံတဲ့ကောင်တွေကပါဇက်လည်းမပါဘူး၊တွားလည်းမပါဘူး၊နားလည်းမပါဘူး။ခေါင်းမှာပြက်နေတဲ့ကောင်တွေလို့ခင်ဗျားတို့ထင်းနေလား။ဒီတော့ပြောစရာတွေကရှိနေတာလည်းမဟုတ်ဘူး။မပြောပြောအောင်ခင်ဗျားတို့ကလှုပ်တယ်လို့ဖြစ်နေ။စကိုင်းဖို့ရလည်းပြောလိုက်ရင်ငါတို့ကဖက်ဒရယ်ယူနစ်ယူနစ်ဟုတ်ပြီခင်ဗျားတို့ဖက်ဒရယ်ယူနစ်စကိုင်းပြည်နယ်ကရတဲ့ဟာတွေရှိတယ်။ခင်ဗျားတို့ယူနစ်ကနေရတဲ့ဟာကို ကချင်းနေကရင်နေအကုန်လုံးဘေးမှာဖယ်ထားလိုက်တိုင်းရင်းသားမင်းတို့ကပါဇက်လည်းမပါဘူးသွားလည်းမပါဘူးနားလည်းမပါဘူးကြလုံးလည်းမပါဘူးမင်းတို့ကခေါင်းပြက်နေတဲ့ကောင်တွေမင်းတို့တိုင်းရင်းသားတွေအကုန်လုံးကဘာမှသိတဲ့ကောင်တွေမဟုတ်ဘူးတတ်တဲ့ကောင်တွေမဟုတ်ဘူးမင်းတို့အကုန်လုံးကစောက်ယူတွေတိုင်းရင်းသားတွေအကုန်လုံးကစောက်ယူတွေငါတို့ဗမာတွေပဲသိရဆိုခမရတို့ဗမာအချင်းချင်းတောင်မှဝင်ငှပေးရလားအဲ့တော့ခမရတို့ပြောတယ်ဖက်ဒရယ်ခမရတို့စပြီးတော့ဖက်ဒရယ်မပြောခင်နေကခမရတို့ကတယံဇာတာခွဲဝေရေးအာကျွန်တော်တို့ဖက်ဒရယ်ကြီးဖြစ်လာလို့ရှိရင် တယံဇာတခွဲဝေရေးနောက်ဆုံးကြတော့ခမားတို့ကအခုဖြစ်နေတာတိုင်းရင်းသားတွေကရင်မတွေမွေးလာတယ်ကျွန်တော်ကရင်သွေးဆက်တော့ကရင်အကြောင်းပဲပြောမယ်ဟေးမင်းတို့ကရင်တွေကြိုက်သလောက်မွေးယောက်ျားဆိုရင်တော့ခိုင်းစားမယ်မင်းတို့ကရင်မဆိုရင်တော့ငါတို့ကမယူဘူးအလဲပိုင်းပဲယူမယ်ဆိုပြီးတော့ဒီကနေပြီးတော့ဒီအောက်အထိပေါ့ပေါင်လောက်အထိပဲယူမယ်ဆိုပြီးတော့အဲ့ဒီလိုမျိုးဖက်ရွယ်အဲ့ဒီလိုမျိုးတယံဇာတခွဲဝေရေးကိုခင်ဗျားတို့လုပ်ရင်ခင်ဗျားတို့ထင်းနေတာရမယ်ထင်းနေတာတိုင်းရင်းသားတွေအကုန်လုံးက နေဝင်းလည်းတော်လှန်ပြီးသွားပြီမောင်နှုလည်းမောင်းထုတ်ပြီးသွားပြီမင်းအောင်လိုက်လည်းတက်ချနေတော့သိန်းစိန်ကိုလည်းလက်မခံဘူးမင်းတို့အန်ယူကြီးအခုလိုဒီပုံစံမျိုးလုပ်လို့ရှိရင်နော်မင်းတို့အန်ယူကြီးဒီလိုပုံစံမျိုးလုပ်လို့ရှိရင်မင်းတို့ဘသူကဆက်ပြီးတော့ယုံအောင်ပါလေမင်းတို့အခုရနေတာနိုင်ငံတကာအလှူငွေတွေလည်းအနေနဲ့အများဆုံးသလိုရနေတော့ အလောင်းတော့ကတ္တပတော်ကြီးလဲမင်းတို့ကမင်းတို့ရောင်းစားခြင်းသလိုရောင်းစားနေတော့အညာဒူပိုင်းဆိုပြီးတော့ကိုယ့်ဗမာအချင်းချင်းကိုမင်းတို့တက်ချနေတော့မင်းတို့ UNG ပတ်ကားဖားတွေပဲလုပ်နေတာနော်မင်းတို့ပြောလိုက်လို့ရှိရင်တရင်က330မင်းတို့ပြောလိုက်လို့ရှိရင်တရင်က330တရင်330ဖွဲ့စည်းပုံအပြည့်နဲ့ဆိုလို့ရှိရင်ဗမာစစ်တပ်ထက်အခုအချိန်မှာ UNG ကအင်အားပုံများနေတယ်တရင်တရင်ကိုလူ800တထောင်နဲ့ပဲတွက်လိုက်တရင်330ဆိုလို့ရှိရင်လူ3300 သုံးသိန်းနဲ့တွက်လိုက်ပကဖတရင်250ပကဖတရင်ကလည်းဟုတ်စားတစ်ထောင်နဲ့တွက်လိုက်250ဆိုလို့ရှိရင်2သိန်းခွဲလောက်ရှိစစ်သားစစ်သားသုံးသိန်းရဲရ2သိန်းခွဲဗမာစစ်တပ်မှာတော့မှ9သိန်းမပြည့်တော့ဘူးမင်းတို့အန်ယူဂျီမာတွေအန်ယူဂျီအင်အားတွေစရင်စရာအရာမြေပြင်အနေထားရပြောရင်မင်းတို့မှအင်အား9သိန်း9000 ပကဖာ250တိုက်ခတ်ရေးတက်က330အလုံးပေါင်းဆိုလို့ရှိရင်9သိန်း9သိန်းအထက်မှာရှိနေတယ်ဒါ UNG အင်အားတက်တက်ပဲတိုက်ခတ်ရေးအင်အားတက်တက်ပဲ UNG ရဲ့တိုက်ခတ်ရေးအင်အားတက်တက်စရင်းရတွက်မယ်ဆိုလို့ရှိရင်တရင်တရင်ရ800နဲ့1000ကျားရှိရတယ်အဲ့တော့330ဆိုလို့ရှိလို့ရှိရင်အင်အား3သိန်းကျော်ပကဖာ250တရင်အဲ့တော့9သိန်း ကချင်ကလည်း9000လောက်တွက်လိုက်နော်ကချင်က9000ရခိုင်က9000အကုန်လုံးက9000 9000တွက်လိုက်လို့ရှိလို့ရှိရင်10ဖွဲ့ပဲပေါင်းလိုက်နှစ်သိန်းအဲ့ဒါဆိုလို့ရှိရင်မင်းတို့တော်လန်ရဲဖွဲ့စည်းမှအင်အားတပန်းလောက်ရှိစစ်တပ်က9သိန်းပဲရှိလက်နက်တွေကလည်းမင်းတို့သိမ်းထားတဲ့ဟာတွေကပြောမနေနဲ့တော်ကြကြလို့ရှိလို့ရှိရင်အန်ယူကြီးကဒေရင်ပြည့်အမြောက်ကြီးတွေကရောက်လာပြန်ပြီ။ တော်ကြကြလို့ရှိလို့ရှိဟိုကျင်းတူးတဲ့ဟာတွေကလည်းလူတွေကနေလို့တော့မလောက်တော့ဘူးမင်းတို့တူးတဲ့ဘုံကိုချင်းတွေကလည်းဗမာပြည်မှာကြွတွင်းတက်တောင်များနေတယ်အဲ့ဒီဘုံကိုချင်းတွေတူးဖို့အတွက်မင်းတို့သုံးထားတဲ့ပတ်စံတွေကလည်းဒေါ်လာတွေကသန်းနဲ့ကိုချီးနေတာနောက်ဆုံးကျတော့မေးကြည့်တယ်လေရင်ပြည့်အမြောက်တွေဘာဖြစ်လို့သုံးလို့မရလဲဆိုတော့ UNG ရဲ့ဝင်ကြီးတွေကတဲ့ဂွေဥတွေထုတ်မပေးလို့တဲ့သူတို့ဝယ်တဲ့အမြောက်တွေကတဲ့ဂွေဥနဲ့ပြစ်မှသူကလေရင်ကိုထိတာအဲ့တော့ မောင်ဟိုးစာ NGG ဝင်ကြီးတွေအကုန်လုံးကဘယ်လိုပြောမလဲဆိုခွေးဥတွေဖြုတ်မပေးရဘူးသူမိမတွေအတွက်ထားနေရတာပန်ဆဲလိုကဝယ်ပေးလိုက်တယ်ကြီးကြီးတွေအမြောက်ကြီးကြီးတွေအကုန်လုံးဝယ်ပေးလိုက်တယ်အဲ့ဒီ NGG ဝယ်တဲ့လေရည်ပြည့်အမြောက်တွေကခွေးဥနဲ့ပြည့်ရတာဖြစ်ချင်တော့ NGG ဝင်ကြီးတွေသမရာကြီးတွေကခွေးဥထုတ်မပေးဘူးအဲ့တော့ဒီလေရင်တွေကိုပြစ်လို့မရဘူးဖြစ်သွားအဲ့ဒီလိုပြောရင်းနဲ့ပဲကျွန်တော်ဒီနေ့ live ကိုညီကုန်းချုပ်ပါတယ် NUG က ရနေတဲ့လေရင်ပြည့်အမြောက်တွေဟာခွေးဥနဲ့ပြည့်မှလေရင်ထိတာရိုးရိုးဟာနဲ့ပြည့်လို့ရှိရင်မထီဘူးနိုင်ငံတကာကကြီးတယ်အပူအောက်ရောင်ကြီးတယ်အနီအောက်ရောင်ကြီးတယ်အဲ့ဒီလေရင်နောက်ကိုလိုက်တဲ့ဟာမျိုးတွေအဲ့ဒါတွေနဲ့ပြည့်လို့မရဘူးအန်ယူဂျီကဝယ်တဲ့အမြောက်ဟာခွေးဥနဲ့ပဲပြည့်လို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ငင်းညံ့အောင်နဲ့ထပ်ပြီးတော့တွေ့ကြပါပြီပေါ့